Billie Eilish, Beyoncé, Miley Cyrus ဒီလိုအောင်မြင်နေတဲ့လူတွေကစကလုံးတွေရဲ့အရာတာတန်စင်တွေရဲ့အရာတွေကိုခံစားရတယ်ဆိုရင်ယုံမလားမယုံဘူးဆိုရင်တော့ကောဘမအရန်ကိုရှားပါပြီးတော့လူနှဲစုပဲဖြစ်တတ်တဲ့အယုံခံစားမှုတွေချိန်ဆက်နေတဲ့ဖြစ်စဉ် Sanestisha အကြောင်းကိုပြပြပေးပါမယ်။ဒါဆိုရင် Sanestisha ဆိုတာဘာကြီးလဲ။စိတ်ရောဂါတစ်ခုလား။ပြီးတော့ဒီ Sanestisha ဆိုတဲ့အရာကြီးကဘလို့လူတွေမှာအဖြစ်များလဲ။ဒါတွေအားလုံးသိသွားအောင်လို့ဒီဗီဒီယိုထဲမှာရှင်းပြပေးထားပါတယ်။ ီနေ့ပြောပြပေးမယ့်အကြောင်းအရာကတာမန်လူတွေအတွက်တော့စိတ်ကောင်းစေနိုင်လိမ့်မယ်။ဒါပေမဲ့တကယ်လက်တွေ့ဘဝမှာဘယ်သူမှမထင်ထားတဲ့အရန်အရန်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုပါ။စဉ်းစားကြည့်လေ။တန်ဆင်တွေမှာအယောင်တွေရှိရတဲ့။ဒါမှမဟုတ်ကိန်းကနန်ဆာလုံးတွေမှာအရသာရှိရတဲ့။ဒီလိုအတွင်းပြမိတ်ဆွေတို့ရဲ့ဘဝမှာတကားမှတွေ့မှုမှာမဟုတ်ပါဘူး။ဒါပေမဲ့တစ်ချိန်တော့ဟောလိဝုဒ်လောကမှာတိတိကျကျအောင်မြင်ခဲ့တဲ့မိုင်လီမွန်ရောကတစ်ခုခုစားလိုက်လို့အရသာခံမိသွားတာနဲ့ အယောင်တွေပါတွဲမြင်ရတယ်လို့တွေ့ရတယ်။မိုင်လီမိုရောကဝင်းရဲ့ဆေးဝါးတွေတုံးဆဲရသူဖြစ်ပြီးတော့စိတ်မနှက်နဲ့အမေစီကနေပြီးတော့မွေးလာလို့နေမှာပေါ့ဆိုရင်တော့အခုလက်ရှိကမ္ဘာတဝန်းမှာအောင်မြင်နေတဲ့ဘီယွန်ဆေးနဲ့ဘီလီအိုင်လစ်တို့ကိုတော့သိကြမယ်ထင်ပါတယ်။ဘီယွန်ဆေးဆိုရင်တန်တင်တွေကနေပြီးတော့အယောင်တွေမြင်ရတယ်တဲ့။ဘီလီအိုင်လစ်ဆိုရင်လည်းသူ့စီမှာဆန်နီစတီရှာတွေရှိနေရဲဆိုပြီးတော့ပြောခဲ့ဘူးသေးတယ်။ I have synesthesia every second of my life. Everything is connected to something else. တို့ရုံးနေမကောက်။နာမည်ကြီးပုဂ္ဂိုလ်တော်များများမှလည်းအဲ့လိုအရာတွေရရှိနေရ။ ဒါဆိုရင်ဒီကိစ္စအပေါ်မှာထင်ထားခဲ့တယ်လို့ကျမတို့နဲ့မဆိုင်ဘူးဆိုပြီးတော့မမိပြောင်းနေလို့တော့မရပါဘူး။ကို့အနေနဲ့တိကိုတိထားမယ့်အရာတစ်ခုဖြစ်လာပါပြီ။ပထမဦးဆုံးအနေနဲ့ Sunny Stitcher ဆိုတဲ့နာမည်ရဲ့အတိတ်ပဲကိုရှင်းပြပေးပါမယ်။သူကဂရိဘာသာစကားနဲ့ဆင်းသက်လာခဲ့ရပါ။ Sun ဆိုတာကတော့ဂရိဘာသာစကားရဆိုရင်ပေါင်းဆက်ခြင်းလို့အတိတ်ပဲရတယ်။ Stitcher ကတော့ခံစားမှုအာရုံတွေလို့အနည်းဆုံးဆုံးဘာသာပြန်လို့ရတယ်။ဆိုတော့ Sunny Stitcher ဆိုတဲ့အတိတ်ပဲကခံစားမှုအာရုံတွေရောထင်းနေတဲ့အရာဆိုပြီးတော့ဘာသာပြန်လို့ရတာပေါ့။ ဒီဖြစ်စဉ်ကအမျိုးအစားပေါင်း80ကျော်လောက်ဆိုပေမဲ့ထက်တဲ့လူတွေကတော့အယမ်းရှာပါတယ်။ဘလောက်ချီအောင်မှရှာလဲဆိုရင်တော့ကမ္ဘာလူကြီးအကုန်လုံးထဲမှာမှ200ခန်းလောက်ပဲရှိရပါ။ဒါကလေကိုယ်စီမှာဒီလိုခံစားမှုရှိလို့ရှိနေမှန်းတော့မသိရကြောင်းလည်းဖြစ်နိုင်ပါတယ်။ဟုတ်ပါတယ်။စနစ်စတီချာရှိနေတဲ့လူတွေကသူတို့စီမှာအဲ့ဒါကြီးရှိလို့ရှိနေမှန်းတော့မသိပါဘူး။တာမန်ကိစ္စတစ်ခုလိုပဲထင်နေကြတယ်။ဘာလို့လဲဆိုရင်သူတို့တွေကဒီအခြေအနေတွေကိုဝေးရနေပြီးတော့အင်ဆိုင်နေကြရလို့ပါပဲ။အဲ့ဒါကြောင့်ငါတို့မြင်တယ်လို့ ငါတို့ခံစားနေရတယ်လို့အခြားသူတွေကလည်းခံစားနေရမှာပဲလို့ထင်ကြတယ်။အဲဒါကြောင့်ကိုယ့်စီမှာဒီကိစ္စရရှိမရှိဆိုတာသိပြီးတော့အလေးမထားကြတော့ဘူး။ဒီလိုအချက်တွေကြောင့်ပဲစနစ်စတီရှာဆိုတာကရှားပါးတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားတာပေါ့။ဒါကြောင့်အပေါ်မှာပြောခဲ့တဲ့အမျိုးအစား၈၀ကျော်လုံးတွေ့ရဖို့ဆိုတာအရန်ခက်ခဲပါတယ်။ဒါပေမဲ့အတွေ့အများတဲ့ဖြစ်စဉ်တွေလည်းရှိတယ်။ပထမဆုံးအတွေ့အများတဲ့ဖြစ်စဉ်ကတော့ graphing color စနစ်စတီရှာပါပဲ။ဒီဖြစ်စဉ်ကရှင်းရှင်းလေးပဲ။ကိန်းခန်းတွေစလုံးတွေကိုမြင်လိုက်တာနဲ့ အရောင်တွေနဲ့ကျွဲပြီးတော့မြင်ရတာမျိုးပေါ့ဥပမာ A ဆိုတဲ့စကလုံးကိုအနည်းအောင် နေနဲ့မြင်ရတာမျိုးပေါ့ပြီးတော့နံပါတ်1ဆိုတဲ့နံပါတ်ကိုမြင်လိုက်ရင်အပြန်အောင်တစ်ကိုမြင်လိုက်တာမျိုးပေါ့ sorry ပါနည်းနည်းအောင်ရှုပ်သွားလားမသိဘူးဒါဆိုရင်ဒီပုံလေးကိုကြည့်လိုက်ရင်တော့ရှင်းသွားပါလိမ့်မယ်ဒီပုံလေးကဘယ်ဘက်အပိုင်းကတော့တာမန်လူတွေမြင်နေရတဲ့အပိုင်းပေါ့အကောင်လုံးကအမေပဲညာဘက်အပိုင်းကတော့အာယုန်တွေရောထွေးနေတဲ့သူတွေမြင်ရတဲ့အပိုင်းနောက်ထပ်အထွတ်အမြတ်ဆုံးစနေစတီချာတစ်မျိုးကတော့ chroma sticker ပါပဲ ဒါကတော့အနုပညာရှင်တော်တော်များများမှတွေ့ရတတ်ပါတယ်။ဘာလဲဆိုရင်တန်စင်တစ်ခုကိုနားထောင်လိုက်တဲ့အခါမှာမျက်လုံးထဲမှာအရှောင်တွေပုံတံတွေဒါမှမဟုတ်အခိုင်အတန့်တွေနဲ့တွဲမြင်လာတာမျိုးဆိုပါစို့အရန်တရားတဲ့တရောတန်လေးကြားလိုက်ရတဲ့အခါဘန်းနူရောင်ရေလိုင်းလေးတွေကိုစေကူထဲမှာတွဲလျက်မြင်လာတာမျိုးပြီးတော့အရန်ကြောက်စရာကောင်းတဲ့အတန်တွေကြားရရင် အနီရောင်မီခွန်းငွေတွေမြင်လာတာမျိုးပေါ့ဒီလိုမျိုးပါတခုရှိတာကဒီလိုအာယုံမျိုးတွေကိုတာမန်လူတွေကတခုတခါတွေးနေရတယ်ဆိုပေမဲ့ သူတို့မှအဲ့လိုတကူတကတွေးနေစရာမလိုပါဘူး။ဒါကြောင့်အဲ့လိုလူတွေကအစိုးရတွေတင်းစရာတွေဖြစ်သွားကြတာများပါတယ်။ဟုတ်တယ်လေ။သူတို့တိဆိုဘူးကတချင်းကဘလို့ခံစားချက်တွေပေးနိုင်မလဲဆိုတာသူတို့သိနေပြီးသား哦။အဲ့ဒါကြောင့်လေသူတို့ဆိုတဲ့သူတို့ရဲ့တချင်းတွေကတော်တော်များများအောင်မြင်တယ်။သိအဝေးယူမကြည့်ပါနဲ့။အပေါ်မှာပြောခဲ့တဲ့ဘီယိုစင်းဆိုရင်လေဒီလိုအာယုန်ကန်စနစ်ကိုပိုင်ဆိုင်ထားတဲ့သူတယောက်ပါ။တတိထားမှာဒီခရမစတီရှာဆိုတဲ့ဖြစ်စဉ်နဲ့ဆောင်းတူကာလာဆိုတဲ့အာယုံရောထွေးတဲ့ဖြစ်စဉ်နဲ့မဆိုင်ပါဘူး ။ဘာလို့လဲဆိုရင် sound to color တို့ sound to shape တို့ကအတန်တစ်ခုကိုကြားလိုက်ရင်အယောင်ဆိုအယောင်တစ်ခုပဲခံစားရရတယ်။ပုံသဏ္ဍာန်ဆိုပုံသဏ္ဍာန်တစ်ခုပဲခံစားရရတယ်။ chroma station ကကြတော့အယောင်နဲ့ပုံသဏ္ဍာန်နဲ့မျိုးစုံကိုခံစားလို့ရတယ်။တချို့တွေကတော့ multiple ဆိုတဲ့အယောင်ပေါင်းစုံရောထင်းနေရအောင်လည်းတွေ့ရတယ်။ဒီဖြစ်စဉ်ကလည်းအတွေ့အကြုံဖြစ်စဉ်တွေကတစ်ခုပါပဲ။ Billy Eilish ဆိုရင်တခါတခါဒီလိုအယောင်ငါးပေါင်းလုံးရောနေတတယ်လို့ပြောခဲ့သေးတယ်။ပြီးတော့သူ့ရဲ့အကိုဖြစ်တဲ့ Fanny S နဲ့အဖေဖြစ်တဲ့ Patrick ကလည်း ဒီအခြေအနေတွေနဲ့နေထိုင်နေရတာပါဒါကိုကြည့်ရင်တော့ဒီလိုအာယုန်တွေရောထွေးရဖြစ်စဉ်ကမျိုးလိုက်တဲ့ကိစ္စတစ်ခုဆိုတာတေချာတလို့ရှိသွားပါပြီဒါပေမဲ့ Billie Eilish အဖို့တော့ဒါစဉ်းကြီးစရာတစ်ခုမဟုတ်ဘဲနဲ့ဖျားပေးရဆုလက်တစ်ခုလိုပဲခံယူထားတယ်တစ်ခုခုလုံးလိုက်တိုင်းနောက်ထပ်ခံစားချက်တစ်ခုဖြစ်လာတဲ့အခိုက်အတန့်တွေကိုလည်းတံမိုးထားတယ်တန်စင်တစ်ခုဖန်တီးတိုင်းသူခံစားရတဲ့နောက်ထပ်ခံစားချက်တွေကိုလည်းအမေရဆုတ်ကင်တတ်တယ်ဒါကြောင့်လေသူ့ရဲ့ music video တွေဆိုရင်သူ့ရဲ့သချင်းတွေနဲ့ live ဖက်နေရပါ့ ဒါကတော့သူ့ရဲ့အခိုက်အတန့်တိုင်းကိုတမိုးရှိရှိအသုံးချတတ်တာပါပဲ။ကျမတို့မှလည်းကားမွန်တဲ့အခိုက်အတန့်လေးတွေရှိကြစမြဲပါ။ဒီလိုကားမွန်တဲ့အခိုက်အတန့်တွေကိုထိန်းထားဖို့ဆိုရင်တော့ The Power of Movement ဆိုတဲ့အခိုက်အတန့်တွေရဲ့စွမ်းအားဆိုတဲ့စာအုပ်ကိုညွှန်ပြချင်ပါတယ်။ဒီစာအုပ်ထဲမှာဆိုရင်အခိုက်အတန့်တိုင်းရဲ့စွမ်းအားအဖြစ်မင်းမရနိုင်တဲ့အခိုက်အတန့်တွေကိုဖန်တီးဖို့အထူးပိုင်းလမ်းညွှန်ပြထားတာဆိုတော့သိကြပါရစေ။ Billy Ellis ကသူ့ရဲ့အခိုက်အတန့်တွေတိုင်းအောင်တမိုးထားတယ်လို့ပဲကိုလည်းတမိုးထားနိုင်မှုအတွက်ဒီစာအုပ်ကနေပြီးတော့လမ်းညွှန်ပြပါလိမ့်မယ်ရှင်။ ဒါကြောင့်အခုပဲရှင်တို့ application ထဲမှာဒီစာအုပ်ကိုဖတ်ပြအောင်ဖတ်လိုက်ကြပါနော်။ကဲဒါဆိုရင်တော့ sentence structure အကြောင်းကိုပြန်ပြီးတော့ဆွေးနွေးကြရအောင်။အပေါ်မှာဒီပြည့်စုံနေရာရှားပါပြီးတော့မျိုးလိုက်တဲ့တယ်လို့ပြောခဲ့ရမှတ်မိမှာပေါ့။ဒါကိုစေယောခါလို့တွေးမိနေတဲ့လူတွေရှိနေပါလိမ့်မယ်။ဒါပေမဲ့ဒါကစေယောခါတခုမဟုတ်ပါဘူး။ပြီးတော့စိတ်ပိုင်းဆိုင်ရာချင်းချင်းတခုလည်းမဟုတ်ပါဘူး။သူတို့မှမွေးရပါပါလာပြီးသားပါ။ဒါပေမဲ့ကန်ဆိုးချင်တာကပညာရှင်တွေကိုယ်တိုင်ကတော့မ ဒီပြည်စင်နေဖြစ်လာကြရတဲ့တိကျတဲ့အကြောင်းအရောမတိကျသေးပါဘူးစိတ်မပူပါနဲ့တိကျတဲ့အဖြေမရှိသေးဘူးဆိုရင်တော့ဖြစ်နိုင်ရည်ရှိတဲ့အဖြေတော့ရှိပါတယ်ပထမဦးဆုံးဖြစ်နိုင်ရည်ရှိတဲ့အဖြေကတော့အုံနောက်နဲ့အာယုံကျော်ရှိစက်မှုပေါ့လူတွေရဲ့အုံနောက်ဆိုတာကကိုယ့်အပိုင်းနဲ့ကိုယ်တိုင်ဝန်ကိုယ်စီယူထားပြီးသားပါအဲ့ဒါကြောင့်တာမန်ဆိုရင်တို့ကကိုယ့်လို့ပဲကိုယ်လို့ကြတယ်ဒါပေမဲ့စနေစတီချာရှိတဲ့လူတွေမှာတော့အဲ့လိုနဲ့ပဲတစ်ခုနဲ့တစ်ခုကအရင်ကြီးရှိစက်နေတယ်လို့ကောက်ချက်ပေးလို့ရပါတယ်ဆိုလိုချင်တာက အေးဆိုတဲ့စလုံးကိုမြင်လိုက်တာနဲ့အခရာတွေကိုခွဲခြားတဲ့အပိုင်းတော်မကပဲနဲ့အယောင်တွေကိုခွဲခြားတဲ့အပိုင်းအောင်မလုပ်လိုက်တာမျိုးပေါ့တကယ်တော့လူတွေမှာငငယ်လေးဟာအယုံကျော်တွေဟာအယမ်းချုပ်ချနေတတ်ပါတယ်ငွေကင်းစားအရွယ်တည်းကဆိုပါတော့ဒါပေမဲ့ဒါတွေကတတလုံးဒီတိုင်းရှိနေမှာမဟုတ်ပါဘူးအရွယ်ရလာတာနဲ့အမျှသူ့ဟာသူတပြေးပြေးနဲ့ပြန်လည်ပြီးတော့ရှင်းလင်းဖယ်ရှားတတ်ပါတယ်ပညာရှင်တွေရဲ့အဆိုအရဆိုရင်တော့စနစ်စီချဖြစ်နေတဲ့လူတွေကဒီဘက်မှာအနေနေခဲ့တယ်လို့သိရတယ်အဲဒါကြောင့်ပဲအယုံကစနစ်တွေရရှုပ်ထွေးနေရပါတော့ ဒီလိုစိတ်ခံစားချက်တွေဖြစ်ပေါ်လာစေတဲ့ကိစ္စကတော့အပေါ်မှာပြောခဲ့သလိုပဲမျိုးလိုက်တာပါအထူးကြတော့ပညာရှင်တွေတော့မအပြေရှာမရသေးဘူးဆိုတော့ပြောဖို့တော့ခက်ခဲပါတယ်အဲ့တော့မင်းစရာရှိတာဒီဖြစ်စဉ်ကအနေရရှိလားနေ့စဉ်ဘဝကိုရောအနောက်ရှက်ဖြစ်စီလားဆိုရင်တော့ no လို့ပဲဖြေပြရစေအပေါ်မှာပြောခဲ့တာကိုမှတ်မိကြလားဒီဖြစ်စဉ်ရှိနေတဲ့လူတွေကသူတို့ကိုသူတို့တော့မှမသိကြဘူးဆိုတာလေဒါတွေကသူတို့အတွက်ဘာဆိုးကျမှမဖြစ်စေတဲ့အပြင် ။တချို့တွေအတွက်ကလည်းစနေစတိကျရှိနေလို့ဝမ်းတော့တန်နေကြပါသေးရဲ့။အင်းနော်တွေးကြည့်ရင်လည်းမိုက်တာ။အဝါရောင်ကိုမြင်လိုက်တာနဲ့ဗစတဲ့မှာအုံနှုတ်ခေါဆွေအရသာလေးရသွားတာတို့အနီရောင်လေးမြင်လိုက်တာနဲ့စပိုင်စီအနီရောင်လေးစားရတဲ့သူကိုခံစားသွားရတာလို့ဟင်။ပြောရင်းနဲ့တော့မှစနေစတိကျရှိနေသွားရင်ဒါကြောင့်ဒီဖြစ်စဉ်ကအနေရှိတဲ့ဖြစ်စဉ်တစ်ခုတော့မဟုတ်ပါဘူး။ကမ္ဘာကျော်ပုဂ္ဂိုလ်တွေမှာတော့ရှိနေတာဆိုတော့ဒီလိုဖြစ်စဉ်မျိုးဖြစ်နေရင်လူတယောက်နဲ့ဆုံမဲ့ဆိုရင်လေသူတို့ကိုလောင်ရတာတွေ ထူးဆန်းတဲ့လူတွေကလိုစစ်စစ်နာရီမလုံမိကြဖို့လိုအပ်ပါတယ်။အခုပြပြပေးသားတာကတော့အောင်နေရောထိနေတတ်တဲ့ရှားပါဖြစ်စဉ်စနေစစ်ချာအကြောင်းပါပဲ။ဒီအကြောင်းဟာနေပြီးတော့တင်ယူလိုက်ရတဲ့အချက်၃ခုရှိပါတယ်။အဲ့ဒါတွေကတော့နံပါတ်၁ကိစ္စရိုင်းကိုအကောင်ဘက်ကတွေးပြီးတော့အကောင်မြင်စိတ်ထားပေးလိုက်တာပိုကောင်းတယ်။နံပါတ်၂ကတော့ကိုယ်ချုံတွေးနေရတဲ့အခိုက်အတန့်နိုင်ရတဲ့မိုးရှိပြီးတော့အကျိုးရှိရှိအသုံးချတတ်ဖို့အတွက်လိုရဲဆိုတဲ့အကြောင်းကို The Power of Movement ဆိုတဲ့ဇာတ်ကနေပြီးတော့သိလိုက်ရတယ်။နောက်ဆုံးတစ်ချက်ကတော့ ကိုမြင်တွေ့နေရတဲ့အရာတိုင်းကိုမှန်တယ်လို့မထင်ပါနဲ့တဖက်လူမှလည်းကို့အမြင်နဲ့ကို့ကို့ခံစားချက်နဲ့ကို့ရှိကြရဲဆိုတာကိုသတိရပါကဲအခုဒီဗီဒီယိုကိုကြည့်နေကြတဲ့လူတွေမှာရောဒီလိုဖြစ်စဉ်ဖြစ်နေတဲ့သူတွေပါလားပါတယ်ဆိုရင်တော့အေးအေးရတာဘယ်လိုရှိလဲဆိုတာကိုကို့မှတ်နေမှာဖြေသွားပေးကြပါရှင်စရပါနော်အခုဒီဗီဒီယိုကိုကြည့်နေကြတဲ့လူတွေထဲမှာဒီလိုစနေစတိရှလိုမျိုးရှားပါဖြစ်စဉ်တွေကို ကြောင်နာဝရှိနေကြတဲ့သူတွေပါတယ်ဆိုရင်လေကွန်မန့်နံပါတ်ဖြည့်ပေးသွားကြဖို့အတွက်ဖိတ်ခေါ်ရင်းနဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေရှင်။ Channel app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်အကောင့်တွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ Application အသုံးပြုပုံအသေးစိတ်ကိုလည်း Channel Facebook Page မှာမြင်မြင်နိုင်ပါတယ်ရှင်။